အချစ်ရီကိုတရားဝင်ချပြလိုက်တဲ့နော်ဖော်အေတာပရိသမားအလုံးမဲမလာပါရှင်။မင်းသမီးလေးနော်ဖော်အေတာကတော့အနုပညာလုပ်တွေမှာကျူစာလုပ်ကိုင်းနေပြီးတယောက်တည်းအေးချမ်းချမ်းလေးပြသနေရပါ။အခုဆိုရင်နော်ဖော်အေတာကအလုံးတည်ခြင်းနေကြတဲ့သူ့ရဲ့အချစ်ရီကိုတရားဝင်ထုတ်ပြောလာခဲ့ပြီးဖြစ်ပါရယ်။အချစ်ရီမှာတော့နော်ဖော်အေတာကသတင်းတွေအမျိုးမျိုးထပ်ပေါ်ခဲ့ဖို့သူဖြစ်ပြီးအခုဆိုရင်နော်ဖော်အေတာကအရန်ချမ်းသာတဲ့ခရိုနီတတိယကျေးသူနဲ့တွဲနေရဆိုပြီးတော့လေသတင်းတွေထပ်ပေါ်လာနေပါရယ်။ အဲ့ဒီလိုနဲ့ပတ်သက်ပြီးတော့ Novoli ရဲ့အခြေအနေကိုအလုံးကအစိမ့်တစားစောင့်ကြည့်နေကြတာပါ။မင်းသမီးလေး Novoli အထာကတော့သူ့ရဲ့အခြေအနေပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါရယ်။ Novoli အထာက Novoli ကအခုစိန်အင်တာဗျူးရမယ့်အသက်အရွယ်ကိုကြောင်းနေပြီလို့ပြောလို့ရတယ်။အခြေအနေမှာတော့ကို့ပေါ်လူလေးတိမရှိအောင်ဖြည့်ဆည်းပေးနိုင်တဲ့သူမျိုးကို့ကိုတကယ်သဘောကျတဲ့သူမျိုးကိုဆိုရင်လက်တွဲဖို့အဖြစ်ရွေးချယ်သွားမှာပေါ့နော်။အခုတော့မပြောသေးဘူး။ တကယ်တရားလိုင်းအောင်ကိုအတိအပြီးပြောပြမှာပါဆိုပြီး Novel Editor ကပြောပြလာခဲ့ပါတယ်။မင်းသမီးလေး Novel Editor ကတော့သူနဲ့ပတ်သက်ပြီးသတင်းအမားတွေထမလွင်ကြဖို့ကိုတောင်းဆိုလာခဲ့ပါတယ်။အခုလက်ရှိမှာတော့ Novel Editor ကသူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးသတင်းတွေမျိုးမျိုးထုတ်ပေါ်နေရပါတယ်။ဒီနေ့မှာတော့ Novel Editor ကသူ့ရဲ့အခြေအနေပေါ်တရားဝင်အတိအပြီးထုတ်ပြလာခဲ့ပါတယ်။ နော်ဘော်အေတာကသတင်းအမားတွေမပြန်ကြဖို့မမှန်ကန်တဲ့သတင်းတွေမတင်ကြဖို့ကိုတောင်းဆိုလာခဲ့ပါရယ်။အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့လေနော်ဘော်အေတာကအခုလိုပဲပြောပြလာခဲ့ပါရယ်။နော်ဘော်အေတာကသတင်းအမားတွေရှောင်လျင်ကြပါနေချိန်သတင်းအမားတွေစက်တိုက်တက်လာနေတာတွေ့ရတယ်။အခုလိုမတင်စေချင်မပြောစီချင်ပါဘူးဆိုပြီးနော်ဘော်အေတာကအတိအပြီးပြောပြလာခဲ့ပါတယ်။အခုလိုရှိမှာတော့တရားစောင်နော်ဘော်အေတာကနောက်ွယ်ရနေဒီနေ့အမျိုးမျိုးပေါ်ထွက်နေပြီမိတ်။သူကရိုင်းအကောင်းဆုံးစူးစမ်းရင်ဖြတ်တန်းနေရာကိုကြည့်ရပါရယ်။ အခုလက်ရှိမှာတော့နော်ဘောကရိုက်ကူရေးအတက်လေးတွေမှာခက်ဆဲဆဲပအဝင်ရိုက်ကူလာနေရကိုတွေ့ရပါတယ်။ အနုပညာရိုက်ကူရေးတွေမှာအောင်မြင်မှုတွေကိုရရှိနေတဲ့နော်ဖောင်ရထကတော့သူအနေနဲ့အခုလိုခန္ဓာကိုတည်တည်တွတ်တွတ်မျိုးမဖြစ်ချင်မယ်ပြပြလေးဖြစ်ချင်ကြောင်းကလည်းမီဒီယာကနေထုတ်ပြောလာခဲ့ပါရယ်နော်ဖောင်ရထကတော့ဒီကနေ့မှာပွဲလေးတစ်ခုကိုတရားလာခဲ့ရင်သူ့ဖြစ်ချင်ဆုံးဆန္ဒတွေကိုထုတ်ပြောလာခဲ့တာပါနော်ဖောင်ရထကတော့အခုလိုပိတ်မနေချင်ပဲသူ့ရဲ့ခန္ဓာကိုယ်ကိုပြပြလေးဖြစ်ချင်ကြောင်းကိုပရိတ်တွေကိုပြောပြလာခဲ့ပါရယ်အဲကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့လေနော်ဖောင်ရထကအခုလိုပဲပရိတ်တွေကိုပြောပြလာခဲ့ပါရယ် နောက်ဘွားရထားကအစာတောက်အရံမက်မော်ရီကိုဟာတနေကုန်လေးစားရညညစွင်လေးကြွက်လိုပဲမုတ်တေရှောက်ပဲထားစားရပါကြောင်တည်တည်လေးဖြစ်နေရလဲမသိဘူးအခုလိုတည်တည်လေးမဖြစ်ကြဘူးချင်းလဲမသွားဖြစ်သေးဘူးချင်းဆရာဆိုမလာရကြာယူနော်ခဏခဏပြောရဲကိုယ်ပြမလာတော့လားမိတာဆိုလို့ချင်းစရာတယောက်ပဲရှိပါသေးဆိုပြီးနော်ဘောရဲ့ဌာကပြောပြလာခဲ့ပါရယ်နော်ဘောရဲ့ဌာကတော့အမှုပညာလုပ်တွေမှာအကောင်းဆုံးစ조사နေပြီးပြည်ပြည်ရဲ့အားပေးမှုတွေကိုလည်းအပြေအဝရရှိနေပါရယ် ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေုံမှာဖြစ်လို့အတိတ်တတော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။